င်္ဂလာပါရှင်မြစမရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း Miss Information Buster စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဂျူချမ်းပါ။ဒီတစ်ပတ်မှာတော့အိန္ဒိယပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုအတွင်းကရုပ်တံဖိုင်အမှားတွေအကြောင်းထိုင်ဝမ်မှာငလျင်လှုပ်လို့တောင်ပြိုကျတဲ့ရုပ်တံဖိုင်အဟောင်းဖြစ်တဲ့အကြောင်းနဲ့ဧပြီလအတွင်းမှာပြန့်နှံ့ခဲ့တဲ့သတင်းမှားတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ပါကစ္စတန်နိုင်ငံအတွင်းမှာအိန္ဒိယနိုင်ငံကစစ်လေရင်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ရုပ်တံတွေလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်။ ကေတုတဆိုတဲ့အကောင့်ကနေမေလ9ရက်နေ့မှာပါကစ္စတန်နိုင်ငံအတွင်းအိန္ဒိယစစ်လေရင်များဝင်ရောက်တိုက်ခိုက်အိန္ဒိယလေရင်ဒဇင်ကိုပါကစ္စတန်ပစ်ချလို့ရှင်းသားထားတဲ့စာသားနဲ့အတူရုပ်တောင်ဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်အဲ့ဒီရုပ်တံဖိုင်နယ်မှာလေရင်တွေကိုပြစ်ချနေတာပါဝင်ပြီးတော့စိုက်နှစ်သက်သူ290နဲ့ကြိရှုသူ4000ကျော်နေပါရှိနေပြီဖြစ်ပါတယ်။ဒီရုပ်တံဖိုင်နယ်မှာတိုက်လေရင်တွေအချင်းချင်းပြစ်ခတ်တာမြေပြင်ကနေတိုက်လေရင်ကိုပြစ်ခတ်တာတွေပါဝင်ပါတယ်။ ။လေယာဉ်တွေပြက်ခတ်နေတဲ့နေရာမှာမိကိုရောင်တွေဖြာထွက်တာတွေမိကိုထွက်တာတွေနဲ့မြေပြင်ကအပင်တွေနဲ့မျက်ခင်းပြင်တွေဟာအပြင်ကပုံစံနဲ့မတူညီပဲဂိမ်းထက်ကဖန်တီးထားတဲ့ရုပ်ကတ်တွေနဲ့တူနေပါတယ်။ဒါအပြင်ဒီရုပ်တံ file ဟာ Coffin Game နာမည်နဲ့ရုပ်တံ game ရုပ်တံ file တွေကိုဖြန့်ဝေလေးရှိတဲ့ Facebook page တစ်ခုကနေ April 16ရက်နေ့မှာဖြန့်ဝေခဲ့တဲ့ရုပ်တံ file နဲ့တူညီနေတာကိုတွေ့ရပါတယ်။အိန္ဒိယကနေပါကစ္စတန်ကိုလေကြောင်းတိုက်ခိုက်မှုစတင်ခဲ့တာဟာမေလ9ရက်နေ့ပဲဖြစ်ပါတယ်။ ဒီချိန်မတိုင်ခင်ကတည်းကပြန့်နှံ့ခဲ့တဲ့ရုပ်သံဖိုင်မှာဒါအပြင်ပြန့်နှံ့နေတဲ့ရုပ်သံဖိုင်ဟာမြန်မာက Facebook အသုံးပြုသူတွေအပြင်နိုင်ငံတကာကဆိုရှယ်မီဒီယာသုံးတဲ့သူတွေအထက်မှလည်းပြန့်နှံ့နေခဲ့ပြီးတော့ဒီအကြောင်းအရာကို The Queen website ကနေလည်းအချက်လက်စစ်ဆေးထားပါတယ်။နောက်ထပ်ပြန့်နှံ့မှုတစ်ခုကိုတော့ TikTok မှာလည်းတွေ့ရပါတယ်။ပါကစ္စတန်ကအိန္ဒိယရဲ့ Rafale 30, MiG 29ဒဇင်၊ Su-30 MKI တွေကိုပစ်ချခဲ့တဲ့ တရုတ်နဲ့အနောက်အုပ်စုကိုမှုေးတဲ့မိကတော့အစပါပဲအဓိကကတော့လက်နက်ဈေးကွက်အတွက်အစပြိုးထားပါပဲလို့ရေးသားပြီးတော့မေလန်ခုနှစ်ရက်နေမှာရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါရုပ်တံဖိုင်ထဲမှာတိုက်လိုက်ရင်ဒဇင်ကိုလက်နက်ကြီးနဲ့ပြတ်တာအချိန်အစတွက်ချက်မှုတွေပါဝင်ပါတယ်တရုတ်တံဖိုင်ရဲ့မူရင်းကိုရှာပွေးတဲ့အခါမှာတော့အလားတူပဲစစ်စင်ရင်မစတင်ခင်ဧပြီလ22ရက်နေ့ကလေးကရိုလန်ဒီနာမည်နဲ့ TikTok အကောင့်ကနေဖြန့်ဝေထားတာပါသူရဲ့ဖော်ပြမှုမှာ #dcs ဆိုရလေးပါဝင်ပါတယ် ဒါဟာစစ်ပွဲတွေကိုတိုက်ရတဲ့ digital game တစ်ခုပဲဖြစ်ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုလေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးတော့ဒီတိုက်ခိုက်မှုတွေအထက်မှာအိန္ဒိယရဲ့တိုက်လေယာဉ်တွေကိုပါပါကစ္စတန်ဘက်ကပြစ်ချနိုင်ခဲ့တာတွေလည်းရှိနေပါတယ်။ဒီလိုအချက်အလက်အမှန်တွေအပေါ်အခြေခံပြီးတော့ game file တွေနဲ့တလွဲပြန်လဲဖြန့်ဝေနေတာပဲဖြစ်ပါရဲ့ရှင်။ထိုင်ဝမ်နိုင်ငံမှာငလျင်လှုပ်လို့တောင်ပြိုကျတယ်ဆိုပြီးတော့ရုပ်တံ file တစ်ခုကိုလူမှုကွန်ရက်မှာဖြန့်ဝေနေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါ။ ငလျင်အရေးပေါ်သတင်း update ဆိုတဲ့ Facebook seminar ကနေမေလ9ရက်နေ့မှာ #taiwanasquake လို့ရေးသားပြီးတော့ရုပ်တောင်ဖိုင်တစ်ခုကိုဖြန့်ဝေခဲ့ပါတယ်။ရုပ်တံဖိုင်ထဲမှာတော့7.4 magnitude ငလျင်တောင်ပြိုပြီးတမျိုးလုံးပြီးဆိုပြီးတော့ရေးသားထားပါတယ်။ဒီဖိုင်ကိုကြည့်ရှုသူ၄သန်းနီးပါးရှိနေပြီဖြစ်သလိုစိုက်နှက်သက်သူ3000နီးပါးနဲ့ကြံလန်မျှဝေသူ1500နီးပါးရှိနေပြီမဲ့ဘယ်အချိန်ဘယ်ကာလမှာဖြစ်ခဲ့တယ်ဆိုတာမျိုးမဖော်ပြထားတဲ့အတွက်အခုဖြစ်ပျက်နေသလိုပုံစံမျိုးရေးသားထားတာပါ။ မေဇမားကတရုတ်တန်ထဲမှာပါဝင်တဲ့ပုံတွေကို Google Image ကနေတဆင့်အချက်လက်တွေရှာဖွေစစ်ဆေးခဲ့ပြီးတရုတ်တန်ဖိုင်ဟာအခုဖြစ်ပျက်နေတဲ့ရုပ်တန်ဖိုင်မဟုတ်ပဲပြီးခဲ့တဲ့2024ခုနှစ်ဧပြီလမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်နေတာကိုတွေ့ရပါတယ်။ CNN သတင်းဌာနကနေ2024ဧပြီလ4ရက်နေ့ကထိုင်ဝမ်မှာငလျင်ကြောင့်မြေပြိုကျတယ်ဆိုပြီးတော့ YouTube Channel ကနေသတင်းဖော်ပြထားပြီးတော့အဲဒီမှာတုံးထားတဲ့ရုပ်တန်ဖိုင်ဟာအခုပြန့်နေတာနဲ့အတူတူပဲဖြစ်ပါတယ်။ ဒါအပြင် Sky News သတင်း website ကနေလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့2024 April 3ရက်နေ့မှာသတင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ထိုင်ဝမ်မှာငလျင်လှုပ်ပြီးတော့တောင်ပြိုကျတယ်ဆိုတဲ့ရှုပ်ထောင်ဖိုင်ဟာ2024ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ရှုပ်ထောင်ဖိုင်ကိုပြန်လည်မျှဝေပြီးတော့လူအများထိတ်လန့်အောင်လှုပ်ထားတဲ့သတင်းမှပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ဧပြီလထဲမှာဘလို့သတင်းအမှားတွေပြန့်နှံ့ခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ဧပြီလထဲမှာတော့မတ်လကုန်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်လှုပ်ခတ်မှုပြီးနောက်နောက်ဆက်တွဲသတင်းတွေမှာ AI နဲ့ဖန်တီးထားတဲ့ရုပ်တံဖိုင်တွေတခြားဖြစ်စဉ်ကရုပ်တံဖိုင်အဟောင်းနဲ့ပုံအဟောင်းတွေပြန့်နှံ့ခဲ့ပါတယ်။ငလျင်ကြောက်ပဲမြန်မာနဲ့အထိုင်းမှာတကြံပွဲတော်မလုပ်တော့ဘူးဆိုပြီးတော့လည်းပြန့်နှံ့ခဲ့ပါသေးတယ်။တော်လည်းနဲ့ဆက်ဆက်တဲ့သတင်းမှားတွေအဖြစ်စာတင်ကြောင်းဘုံကျဲခံရတဲ့ဆိုပြီးအရင်ကပြန့်နှံ့ခဲ့ပူတဲ့သတင်းအမှားကိုပြန်ဖြန့်ကြတာပါ။ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ကတော့ AA ကတပ်သားအဖြစ်စုဆောင်ထားတဲ့ကလေးငယ်တိုက်ပွဲမှာတေဆုံးနေဆိုပြီးတော့ဖြန့်ခဲ့တဲ့တဲ့ရန်အမှားပါစက်ကောင်းဆောင်မင်းအောင်လှိုင်ထိုင်းကိုလာတဲ့ခရီးစဉ်မှာထိုင်းကပြည်သူတွေကစက်ကောင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ဆိုပြီးတော့မဆိုင်တဲ့ရုတ်တံဖိုင်နဲ့တဲ့ရန်အမှားပြန့်ခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်ပေထုံတန်ကထိုင်းပြည်သူတွေကိုပြန်ချော့တယ်ဆိုပြီးတော့ရုတ်တံဖိုင်အဟောင်းတွေလည်းပြန့်နှံ့ခဲ့ပါသေးတယ်ဒါပြန်ဒေါအောင်ဆန်းစုကြည်ကိုပြစ်ဒဏ်ထပ်တိုးတယ်ဆိုတဲ့တဲ့ရန်အမှား ထူးခြားမှုအနေနဲ့လာရှိုးမြို့ကိုစစ်ကောင်စီကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆန်မှုကြောင့်ပြန်လည်ဝင်ရောက်တဲ့အချိန်မှာ AI ဓာတ်ပုံတွေနဲ့ပြန်ဝေထားတဲ့သတင်းအမှားဖော်စာလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒါပြန်ပုတ်ရဟန်းမင်းကြီးကွယ်လွန်ပြီးတဲ့နောက်ရမှာပဲပုတ်အသက်ကိုရွေးချယ်လိုက်ပြီးဆိုပြီးတော့သတင်းမှားပြန်ခဲ့ပြီးအမှန်တကယ်ကမေ၈ရက်နေ့မှာမှရွေးချယ်တင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ် အချုပ်ပြောရမယ်ဆိုရင်တော့ဧပြီလထဲမှာပြန့်နှံ့ခဲ့တဲ့သတင်းလေးဟာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဖြန့်ဝေခဲ့တဲ့သတင်းအမှားတွေအများစုပါဝင်နေသလိုအရင်နဲ့ဖန်တီးထားတဲ့သတင်းအမှားတွေနဲ့သတင်းဟောင်းတွေကိုပြန်လည်ဖြန့်ဝေတာကိုတွေ့ရပါတယ်ရှင်။ဒါကတော့မြစမကတပတ်အတွင်းစစ်စစ်ထားတဲ့အကြောင်းအရာတွေကိုကျွန်မကျူချန်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။ ပြည်သက်တဲ့အနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေရှိခဲ့ရင်ပဲဖြစ်ဖြစ်တန်လျာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်ဆေးသတင်းစီကိုဒီလင်းလေးကနေတဆင့်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။တချို့အားပေးကြတဲ့ပြည်သက်တဲ့အားလုံးသဘာဝပေးစစ်ပေးကနေကင်းဝေးပြီးတော့ကိုယ်စိတ်နှစ်ပါးစမ်းမကြပါစေရှင်။လောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိမ့်နိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ